ပြီးခဲ့တဲ့ကျော်ဒီလကပါလေကြောင်မဲနဲ့ဒီဒီဘောမှာဒီ SSPP ပုံမလို့ဒီ SSPP နဲ့ဒီအစိုးရတက်တီတိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေလေးနဲ့ပတ်သက်ပြီးတော့အနေနဲ့ပြောပြပေးပါဦးခင်ဗျဒီတက်မတော်ကတော့ဆောပိုင်းမှာကျွန်တော်တို့အဖွဲ့ကိုဟိုပါပေါ့တိုက်ခိုက်ခြင်းနဲ့ဟိုရီမန်ချက်စစ်မှန်ချက်မရှိဘူးပေါ့နော်အဲ့ဒီနေရာဒေတာမှာကျွန်တော်တို့အရင်တလောတုန်းကဖြစ်ပွားခဲ့တဲ့ RCS နဲ့ TNA နဲ့ ဟိုတိုက်ပွဲတွေဖြစ်ပွားတဲ့ချိန်မှာကျွန်တော်တို့ကဟိုဂျာနေဝါဒအနေနဲ့ဖြစ်တည်အတွက်ကြောင့်တပ်တွေများကျွန်တော်တို့မိန်ထုတ်ထားတာရှိတယ်ပြီးတော့ဂျာထဲမှာမပါရအောင်ဘယ်ဘက်မှအားမပေးရလေအောင်အဲ့လိုမျိုးချောင်းနေထားနေတဲ့နေရာမှာဒီတပ်မတော်ကလည်းကျွန်တော်တို့စီနေတဲ့ဘက်ကိုသူတို့ကဥတီပြီးတော့စစ်ကြောင်းနဲ့ကြောင်းနဲ့ဝင်ပြီးတော့ကျွန်တော်တို့ တမင်တဲ့ကျွန်တော်တတ်တူရှိတဲ့နေရာကိုဝင်ဆော်တဲ့ခါကျတော့တိုက်ပွဲရဆက်တင်ဖြစ်ပေါ်ခဲ့တယ်အဲ့တော့အဲ့ကနေဆပြီးနောက်ပိုင်းကျွန်တော်တတ်တရားလဲထိမနိုင်တိမ်းမရဖြူထားတဲ့ခါကျတော့ပြီးတော့လဲဟိုစစ်ကြောင်းတရားလဲဟိုစီမံချက်စစ်စစ်ပြီးတော့ဝင်ပြီးတော့တိုက်ပွဲတွေအပြန်အလှန်ပိတ်ခတ်တိုက်ခိုက်တဲ့နေရာဆက်တရက်လုံးလုံးဟိုတိုက်ပွဲတွေဖြစ်ဖြစ်ပေါ်ခဲ့တယ်မမျောလင်းပဲနဲ့အပြန်အလှန်ဟိုပါအကြအဆုံးတွေဖြူထားခဲ့တယ်အဲ့တော့ကျွန်တော်တို့ကပြည်တော်စုအဆင့်ပြင်းနေအဆင့်ကျွန်တော်တို့ကလက်မှတ်ထိုးလာပြီးတော့အဲ့ဒီသဘောတူလာတဲ့အချက်တွေများ ကျွန်တော်တို့ကဒီ one high ဌာနချုပ်ကိုအခြေချပြီးပေါ့နော်။ဂျန်နဲ့ကကျွန်တော်တို့ကလက်ရှိဖြန့်ခွဲရောက်ရှိနေတဲ့ကျွန်တော်တပ်တွေများလဲအရာရင်းနေထိုင်ခွင့်ပြုတယ်ဆိုတဲ့ကိစ္စနဲ့အဲ့ဒီနောက်ပိုင်းကျွန်တော်တို့ကဒီဟိုဟွာပေါ့နေမင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဟိုဆွေးနွေးပြီးတော့တဘောတူပါညာမရှိခဲ့ပါဘူး။အဲပြစ်ခတ်ရဆေးရေးတဘောတူရင်ချက်ကိုအမြတ်ထုတ်ပါတယ်ဆိုတဲ့ဟာအပြန်အလှန်လက်ညှိုးထိုးတာရှိတယ်။အဲ့ဒါတွေကြတော့ကျွန်တော်တို့က ဟိုပြောမယ်ဆိုရင်ဒီ1 high ဌာနချုပ်မှာကျွန်တော်တို့ဌာနချုပ်ဖြီးတိအတွက်ဒီမှာပေါ့နော်။ဂျန်နေဟာဟိုကတော့ကျွန်တော်တို့2017ကနေစပြီးတော့ဟိုတက်မတော်ကဝင်ပြီးတော့တိုက်ခိုက်တဲ့ချိန်မှာကျွန်တော်တို့ကနေရာတကာမှာကျွန်တော်တို့ကပြန်ကျဲသွားကြတာပါပဲ။အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့ကတဘောတူစာချုပ်ချုပ်ဆိုတဲ့နေရာမှာတောင်းကြီးမှာပေါ့နော်။သူတို့ကဟိုတဘောတူချက်အရာနဲ့လုတ်မယ်ဆိုရင်တော့တက်မတော်ကလည်းဝင်တိုက်ဆိုင်ရမလို့ဘူး။တက်မတော်ကစစ်တင်အားဟိုပါပေါ့စီရင်နီးနဲ့ပဲဖြည့်ဖြည့်ပြီးတော့အနေမေဆိုးမိုးရေးတို့ ပါတို့ဟိုအကြောင်းပြချက်တည်းအကြောင်းပြချက်ပြီးတော့တိုက်ပွဲတွေကဖော်ဖွာတာလေအခုလက်ရှိပေါ့လေဒီတိုက်ပွဲအခြေအနေအရောဘယ်လိုရှိပါသလဲဗျအခုဒီရပိုင်းအတွင်းမှာရောဘယ်လိုအခြေအနေအခြေအနေမျိုးရှိပါသလဲဒီတလောမှာတော့ဒီနှမပေါ့နော်နှမတို့ပြီးတော့လေအမတ်30အုပ်ချုပ်ရေးနယ်မြေပေါ့နော်ဒီမင်းရိုင်နဲ့ဒီဘောကာလန်မြောက်ဖဲချမ်းပြီးတော့ဒီဘောနဲ့လာရှိုးအဲလမ်းရဲ့အဆေဖဲချမ်းပြီးတော့လေလာရှိုးနဲ့မင်းရိုင် ကားလမ်းရဲ့တောင်ပဲဆန်းအဲ့ဒီ၃တောင်ဒရိကန်ပုံထဲမှာသူကစစ်စင်ရေးတွေအဝင်ပြီးတော့ကျွန်တော်တို့တက်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လေရင်ပါတိုက်ခိုက်သွားပြီးနောက်ပိုင်းအခုကဒီဒေတာမှာကျွန်တော်တို့ကဟိုစစ်ဆက်ပြီးတော့ဒီအခြေအနေဒီထက်ဆိုးမတော့အောင်ပြီးတော့လဲ27ဟိုပါပေါ့ပင်းလုံးညရာခံတော့27ရဆုပင်းလုံးညရာခံကိုလည်းကျင်းပမယ်ဆိုတော့အဒီအစိုးရရဲ့ဟိုပါပေါ့အထုတ်ပြန်ကြေညာချက်တွေကလည်းတော့ဟိုပြောပုံဆိုပုံနဲ့အချင်းချင်းကြားခဲ့ရတဲ့အတွက်ကျွန်တော်တို့အဒီ ဟိုပါပေါ့အဲ့ဒီအညီရာခံမရောက်တိခင်မှာကျွန်တော်တို့မလိုလားတဲ့ချစ်ရေးပြည်နာတွေများချော့ချနိုင်အောင်ကျွန်တော်တို့တက်တွေကလည်းပြန်ကျွန်တော်တို့ပြန်ဆွေးခိုင်းလိုက်သေးတယ်လောလောဆယ်မှာဒီတိုက်ပွဲကြတော့ညင်နေပါတယ်ညင်ပါတယ်ဆိုတာကျွန်တော်ကဆောင်ပေးလို့တာပါဒီနိုင်ငံတော်အတိုင်ပင်ခံပုတ်ကအခုဒီ27ပင်လုံနဲ့ပတ်သက်ပြီးမှအာဆွေးနွေးဖို့အတွက်ဒီပြောနေတာရှိတယ်အဲ့တော့ဒီ27ပင်လုံကိစ္စနဲ့ပတ်သက်ပြီးဒီဗိုလ်မှုတို့ရဲ့သဘောထားအမြင်လေးပြောပြပေးပါဦးခင်ဗျ ဟုတ်ကဲ့ခင်ဗျာအဲ့ဒါလည်းကျွန်တော်တို့ကပြောမယ်ဆိုရင် artist ဆရာတခုပါပဲကျွန်တော်တို့အဖွဲ့နဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့လူလူလာလာမျော်လင့်တောင်းတာတဲ့ဟိုပါဘောနိုင်ငံရေးတွေးဆုံဆွေးနွေးပွဲတခုအနေနဲ့ကျွန်တော်တို့ကမြင်တယ်နစရိယစုပင်လုံညီလာခံကိုဖြစ်မြောက်ရေးကော်မတီတွေကအစပြီးတော့တာဝန်ခွဲမှုစီမံခန့်ခွဲမှုတွေများလို့တာကျွန်တော်တို့လွန်ခဲ့တဲ့နေ့ရက်လောက်ပဲကျွန်တော်တို့မြင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဒီညီလာခံကိုကျွန်တော်တို့ကဟိုအတက်နိုင်ဆုံးပါဝင် ပြီးတော့ဟိုပါပေါ့လုံနိုင်တဲ့အတိုင်းဒါလေးနဲ့ပေါ့နော်ပြီးတော့လဲအုတ်တချက်တဲတပွင့်အနေနဲ့ကျွန်တော်တို့အဖွဲ့အနေနဲ့တော့ပုံဝင်သွားမယ်လို့ကျွန်တော်တို့စဉ်းစားထားပါတယ်ဘုံမို့တို့ဒီ SSPP အနေနဲ့ကဒီ UNFC မှာလည်းပါတယ်ပေါ့လေအခုကဒီ27ပင်လုံးမှာဒီ TNNA တို့ AA တို့နောက်ပြီးဒီ MNDAA တို့သူတို့အဖွဲ့တွေပါဝင်ဖို့အတွက်ကိုကြတော့ရောဒီတကယ်လို့သူတို့တွေမပါလာဘူးဆိုရင်ရောဒီဘုံမို့တို့အနေနဲ့အဲဒီ27ပင်လုံးအတွက်ကိုဘယ်လိုများဆောင်ရွက်သွားမလဲဘယ်လိုများစီစဉ်ထားတာရှိလဲ အဲ့ဒါကြတော့ကျွန်တော်တို့ကမကြခင်မှာဟိုကောမဒီတွေစီဝေးထိုင်ပြီးတော့အဆုံးအဖြတ်တစ်ခုခုတော့လုပ်မယ်လို့စဉ်းစားထားပါတယ်။ခုက UNFC အထက်မှာဆိုရင်ကျွန်တော်အရင်တော့ကတော့ကျွန်တော်တို့အလုံးပါဝင်ရေးမှုပေါ့နော်။အလုံးလက်မှတ်ထိုးမှကျွန်တော်တို့ကထိုးမယ်ဆိုတဲ့ဟာလိုမျိုးကျွန်တော်တို့တဘောတူပြီးတော့ကျွန်တော်ရက်တည်ထားတာရှိပါတယ်။ခုတလောပြောမယ်ဆိုရင်ဒီ NLD အစိုးရတက်လာပြီးနောက်ပိုင်းသူတို့ရဲ့လှုပ်ထုံးလုံးဒီငင်းချမ်းရေးတွေ ဟိုပါပေါ့အကောင့်ထဲပေါ်နိုင်အောင်ပြီးတော့လဲနေစတိရစုပင်လို့ညီလာခံကိုတော့အားလုံးပါဝင်နိုင်အောင်ပြီးတော့လဲ NCA လက်မှတ်တွေကိုအားလုံးထိုးနိုင်အောင်တို့ကနှခွဲနှချမ်းခွဲပြီးတော့ဒီဂျန်တဲ့တုံးဖွဲ့ EA တို့နော် MNDAA တို့ပြီးတော့နောက် TNA တို့ဒီတုံးဖွဲ့တွေမှာတတ်မတော်ကဟိုလက်မခံတဲ့ကိစ္စတွေကိုတို့ကသီးတန့်ဒီတတ်မတော်လဲပြီးတော့လဲဒီငင်းချမ်းကြီးဖော်ဆောင်ကြီးအဖွဲ့တွေကလဲတို့ကသီးတန့်အာအစီအစဉ်တစ်ခုနဲ့တို့က ဟိုဆက်တွယ်ညှိနှိုင်းပြီးတော့တို့ကလှုပ်ဆောင်သွားမယ်လို့တို့ကကြေညာထားတာရှိတယ်ဗျာပြီးတော့လည်း MPC အစိုးရအခုကပြောင်းလာတဲ့ enemy အတိကိုလည်းတို့ကနီလန်တစ်ခုရှာမယ်အဲတုံးဖွဲ့ကိုလည်း NC လည်းမှထိုးလို့ရတယ်ပညာဆိုတဲ့ကိစ္စလေးလေးတို့ကအဲ့လိုမျိုးလေတံတွေထွက်နေတော့ဒီ NC လည်းမှထိုးကိစ္စအကြတော့ဒီ UNFC နေလည်းကျွန်တော်အခက်ခဲလောက်တော့မထင်ပါဘူးเนาะအဲ့လိုလေးပါအဲ့လိုပဲလည်းမချက်ပေးနိုင်ပါလေเนาะဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပုံမှန်ခင်ဗျအခုလိုဖြေချပေးတာကို RF ရဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျကျေးဇူးတင်ပါ